စင်ကိုရောက်ရှိနေရတော့နေရာဒီလတပောင်းရဲ့နေရာလေးတစ်ခုမှာပါပဲအရက်ရှိမျက်နှာလုံးမှာတမာရိတ်တွေထနှောင်းရိတ်တွေနှွေလီယူးကကြီးစင်နေပြီး အုံဩတန်ရဲ့လွမ်းမောဝင်အဲကျွေးကြော်နေတဲ့အတန်လေးကိုကြားနေရပါတယ်။စိန်အခုရောက်ရှိနေရတာတော့မြန်မာနိုင်ငံရဲ့ပကံမျိုးကနရတီဟာပတိမင်းတရုတ်ပြည်မင်းဖျားကိုရောက်နေရမှာဖြစ်ပါတယ်။စိန်ဒီဖျားကိုရောက်တာဒါနဲ့ဆိုရင်၃ခါရှိပါပြီ။ပကံရောက်တိုင်းတခြားတကူကြီးဖျားတွေကိုမရောက်ရင်တာမရောက်မယ်။ဒီနရတီဟာပတိမင်းဖျားကိုတော့စိန်တကူတကလာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီဖျားကြီးကိုတော့ဒီအရှိကဆိုင်းမုံလေးမှာ တော့7300ဆုနှစ်တုန်းကတည်ထားတယ်လို့တွေ့ရတယ်။အဲတကယ်ပဲတရုတ်ပြည်မင်းတနည်းအားဖြင့်နေရာတရားပတိမင်းတည်ခဲ့တာဟုတ်လားမဟုတ်လားဆိုတော့သေချာမသိပေမဲ့နေရာတရားပတိမင်းကြီးတင်ထားတည်ထားတဲ့ဖျားဆိုတာနဲ့စိတ်ရဲ့ရင်ထဲမှာဝေဒနာတစ်ခုဖြစ်လာပါတယ်။စိတ်အခုရောက်ရှိနေတာတပေါင်းလာရာသီပဲဖြစ်ပါတယ်။များမကြပါဘူးမှာဆိုရင်မြမာတို့ရဲ့မဟာသံကာလဖြစ်တဲ့တကူးလာရာသီရောက်တော့မှာပဲဖြစ်ပါတယ်။ တကူလာရသူရောက်တော့မယ်ဆိုတော့တချံနဲ့ပတ်သက်တဲ့အဲအထူးသဖြင့်အစိမ့်ကူရောက်ရှိနေတဲ့နေရာကနရတိဟာပတိမင်းကြီးနဲ့ပတ်သက်တဲ့တချံကာလဖြစ်ရလေးတခုတွားပြီးသတိရမိပါတယ်။အဲ့ဒါဘာလဲဆိုတော့စိတ်မမြန်မာနိုင်ငံမှာကိုဗစ်တွေစဖြစ်တော့တချံဒီပထမအဆုံးမကျင်းပါရဘူးဆိုပြီးတော့လူတွေကဝမ်းမတ်တနေဖြစ်ကြပါတယ်။ဒါပေမဲ့တကယ်တကယ်ကကိုဗစ်ဖြစ်မှာမဟုတ်ပါဘူးစိတ်တို့တွေဒီနရတိဟာပတိမင်းကြီးလက်ထက်မှာလည်းဖြစ်ရလေးတခုဖြစ်ခဲ့ပါတယ်။အာဒါပါဒါပါလဲဆိုတော့ အာဒီအကြောင်းမပြောခင်ဆရာနေရတိဟပတိမင်းကြီးနဲ့ပတ်သက်တဲ့ဟိုဖြစ်ရလေးတွေကိုအရင်ဆုံးပြောချင်ပါတယ်အားလုံးသိမှာပါတမိုင်းမှာနာမည်ကြီးတဲ့ဇာတ်လေးတစ်ခုရှိပါတယ်ရာဇသကြံအမတ်ကြီးပေါ့နော်ရာဇသကြံအမတ်ကြီးကစိတ်လို့ခေဆက်ဆက်ဘင်းမင်းနဲ့ဆက်ဆက်မှာတကယ်မင်းတိုင်းမင်းအမတ်ကြီးတက်တော်ရှိအမတ်ကြီးပဲဖြစ်ပါတယ်တကယ်ဟိုထူးချွန်ပြောင်ပြောင်တဲ့အမတ်ကြီးပါအဲ့တော့ဒီနေရတိဟပတိမင်းကြီးကိုလေ तू ကရာဇသကြံအမတ်ကြီးက तू ကရှင်ဘင်းဖြစ် तू ကတင်ခဲ့တာတင်မြောက်ခဲ့တာအဲ့တော့နေရာတကာမှာရာဇသကြံအမတ်ကြီးကအယံကို အရေးပါတဲ့နေရာရောက်တယ်ဆိုတော့သူ့ကိုလည်းမင်းကြီးကအမှားဆောင်နေတာတခုခုလာမှားမယ်ဆိုရင်အက်ရှင်ယူမယ်ဆိုပြီးဆောင်နေတာတခါကျတော့ဘလို့ဖြစ်လဲဆိုတော့ဘင်းညီလာခံကိုရာဇသကြံအမကြီးကတက်တယ်အဲ့ညီလာခံတက်တဲ့အခါမှာဒီမှာလဲ version နှစ်ခုကွဲနေရရှိပါတယ်ဘလို့လဲဆိုတော့တနေရာမှာကျတော့သူကဟိုပပုတ်ပေါ့နော်ပန်ကက်ပေါ့ပန်ကက်ကိုသူ့ခါမှာချိတ်ရတဲ့အခါမှာပန်ကက်ကပဲ့နေရဲ့ပန်ကက်လေးတဲ့နော်တချို့စားဆောင်တွေမှတ်တမ်းနေမှာကျတော့ down line ကြီးပေါ့နော်စိတ်လို့ထမင်းစားရဲ့ down line ကြီးကို နားပဲ့နေတဲ့ဟာကိုရဇတ်တကျဲအမကြီးကတုံးပြီးတော့စားတယ်ပေါ့နော်အဲ့ဒါညီလာခံတက်လာတဲ့ခါမှာတဲ့မင်းကြီးကတွေ့တယ်အမကြီးပေါ့နော်ဘာဖြစ်လို့များဒီပန်းကတ်အပဲ့ကြီးကိုတုံးရတာလဲဘာဖြစ်လို့များဒီဒေါင်းလန့်အပဲ့ကြီးနဲ့စားရတာလဲဆိုပြီးမေးပါတယ်အဲ့လိုမေးတဲ့ခါမှာရဇတ်တကျဲအမကြီးကဘာပြောလဲဆိုတော့ပညာရှိလဲပညာရှိမင်းကြီးကိုလဲနှိတ်ကွချင်တော့မှန်လားပါရှင်မင်းကြီးပေါ့ဘဘို့တဲတို့ကောင်းစားတဲ့အခါမို့လို့ ဒီပပုတ်နဲ့ပတ်သက်ပြီးလုံမဲ့သူမရှိတာကြောင့်မလို့သူ့မှာဒီပန်းကက်အပဲ့ကြီးဒေါင်းလန်အပဲ့ကြီးကိုအသုံးပြုရပါတယ်ဖះရဆိုပြီးတော့တာတာနဲ့နာနာနှက်လိုက်ပါတဲ့အာသို့လို့ချင်းကနရတိဟာပတိမင်းကြီးဟာဆိုရင်တော့မင်းမျိုးမင်းနွယ်ရဆင်းသက်လာတာမဟုတ်ပင်နဲ့သူ့ရဲ့မိခင်ဖြစ်သူပါဆိုရင်ဒီရွာလေးတရွာကပပုတ်တယ်မျိုးရိုးကဆင်းသက်လာတာဖြစ်တဲ့အတွက်ဒါမင်းကြီးကိုစောင်းပြောလိုက်တာအမမင်းကြီးကဒေါသတအားထွက်သွားပြီကဲသူ့ဒီငါ့ကိုဒီလိုမျိုးပြောတယ်သူ့ဟိုယာဓုကရှောမို့ဆိုပြီးတော့သူ့ နင်းနှင်လိုက်တာဗောနော်နင်းနှင်လိုက်တယ်အာဟဲ့ຢາດູຫາຊໍဆိုပြီးတခါလေးနင်းနှင်လိုက်တယ်ဒါပေမဲ့မုဒ္ဓမအရေးဖြစ်လာတဲ့ခါမှာတော့ရာဇတ်ကျေအမတ်ကြီးကိုပြန်ခေါ်ပါတယ်သူ့ရဲ့အကူညီနဲ့ပြန်ပြီးတော့တိုက်ရတယ်ဗောနော်အဲ့ခါမှာရာဇအာမုဒ္ဓမကိုအောင်းနိုင်ခြင်းနဲ့အတူသူကဥစ္စာပန်းမိပြားကိုလည်းရရှိရရှိလာခဲ့ပါတယ်အဲ့အဲ့နောက်ပိုင်းမှာအာညာသီဟာပတိမင်းကြီးရဲ့ကမောဇာတိုင်းကိုသူနိုင်တော့ဆိုရင်လေရှင်ရွှေဆွဲမိဖေရဥစ္စာဘုဆိုရင်မုဒ္ဓမကိုနိုင်တော့ ဥဆောက်ပိုင်းဆိုမိဖုရားပြီးရင်ရှေ့သူ့ရဲ့ခမဲတော်ရဲ့လက်ထက်ကရှိခဲ့တယ်မိဖုရားဖွာစောနာမည်ကြီးပေါ့နော်ပြီးရင်တော့မိဖုရားစောလုံးမှာအဲ့တော့စိန်ကူပြောမဲ့အကြောင်းကတော့နေရတီဟာပတိမင်းကြီးနဲ့စောလုံးမိဖုရားနဲ့အများကြီးသက်ဆိုင်နေပါတယ် ပရိမင်းကြီးอ่ะဆိုရင်အင်မတန်မှအကြည်စားတန်တဲ့အစတန်တဲ့ဆိုရင်မင်းကြီးပါအဲ့တော့ဘယ်တော့အစတန်လဲဆိုတော့အတိတ်ကဖြစ်ရလေးတခုပြောပြရမယ်ဆိုရင်သူ့ရဲ့မိဖုရားတွေနဲ့အဲမိဖုရားတွေကမွေးဖွားတဲ့သားတော်တွေတည်တည်ရှိပါတယ်အဲ့မှာပြည်မျိုးကိုအစားရတဲ့မင်းသားပေါ့နော်ပြည်စားဖို့ခေါ်တာပေါ့တိဟတ်တူလို့နောက်ပိုင်းမှာအမည်တွေမာလိမ့်မယ်အဲ့တော့ဟင်ပွဲတော်အုပ်တည်တဲ့အခါကျတော့သူကဝက်လက်တွေဝက်ချောက်တွေမှာဆိုမင်းကြီးကသူ့ကိုယ်တိုင်ကဝက်လက်စားတယ်နောက်တစ်ယောက်ကိုဝက်လက်ကျွေးနောက်ထပ်သားတော်နှစ်ပါးခုနပြောတဲ့ပြည်မျိုးကိုအစားရတိဟတ်တူနဲ့နောက်တစ်ပါးကိုကျတော့ ဝက်ချက်တော့ကိုလာမသိကျွေးတယ်အဲ့တော့ပီမျိုးကိုစားရတဲ့မိဘအဲမင်းသားရဲ့အမေမိခင်ပေါ့နော်မိဘရနေပဲသူ့သားလေးကိုဝက်လက်စားစီခြင်းလို့သူကဟိုစပူမှုကိုသစိုးလက်ဆောင်ပေးပြီးတော့ကျမသားလေးကိုတော့ဝက်လက်လေးကျွေးလိုက်ပါဟဲ့ဆိုပြီးတော့သူကအဲ့လိုမျိုးကျွေးခိုင်းလိုက်တယ်ကျွေးခိုင်းလိုက်တဲ့အခါမှာဒါမင်းကြီးကနောက်မှပြန်တိတယ်ပြန်တိတဲ့အချိန်မှာပီရင်ကြီးအနေနဲ့ကတော့သူ့အနေနဲ့ဝက်လက်လေးကိုကျွေးလိုက်ရလို့ဘာမှထိခိုက်နင်နာခြင်းမရှိဘူးသို့တော်ညာလဲပဲဘယင်ကငကောက ်သူကအစတန်တာဟိုအစတန်တော့သူကစကျင်စိမ့်နေကုနာတိဟဲ့သူကဘာပြောလိုက်လဲဆိုဟဲ့ဝက်လက်ခိုးမသားဆိုပြီးတော့စလိုက်ပါတဲ့လေအဲ့ဒီခါမှာ तू ကတော့မုံလို့မဟုတ်ဘူးကြည်စားတဲ့သဘောအနေနဲ့ပြောလိုက်ပြီးမဲ့တိဟဲ့သူရဲ့ရင်ထဲမှာခမဲတော်ကငါ့ကိုဒီလိုနှိမ်နေဆိုပြီးတော့အညိုတေးထားသွားခဲ့ပါတယ်ဒီလိုမျိုးအညိုတေးသည်မင်းကြီးနောက်ဆုံးချိန်ရောက်ဖို့အတွက်ရောက်ဖန်ခဲ့ပါတယ်ကန်ချင်မှာဒါကတော့ဒီနေရာမဆိုင်ရကြိုပြီးစကားဦးခံထားတာမင်းကြီးဒီအကြီးစားအတန်တယ်နောက်တစ်ခုကကြတော့ဘာလဲဆိုတော့စိတ်လို့ဒီ အဲတကြံပေါ့တကြံကာလနဲ့ပတ်သက်တဲ့ဖြစ်ရတခုပေါ့အဲ့ဒါဘယ်လိုလဲဆိုတော့စိန်တို့မုတ်တမလားအဲမုတ်တမမုတ်တမလားဘယ်ဟာဘယ်ရက်ကိုလဲအဲဒေတာတို့စိတ်မေ့နေအဲ့ရက်ကိုတိုက်တဲ့အခါမှာအောင်လာအောင်နိုင်လာတဲ့အခါမှာသူကလေတရုတ်ပြည်ကအမတ်ကြီးချင်းအမတ်ကြီးကလည်းပါလာတယ် အဲ့ဒီဒါအရက်ကိုနော်မုတမလာဘာဖြစ်မလဲစိတ်ကောက်ကောက်မမှတ်မိတော့အဲ့ဒါကိုမေ့နေအဲ့အောင်နိုင်လာတဲ့အခါမှာချင်းအမက်ကြီးတရုတ်ပြည်ချင်းအမက်ကြီးကလည်းပါလာပါတယ်စိတ်တို့ရဲ့ဒီပကံနန်းတွင်းတို့ရောက်လာတယ်ရောက်လာတဲ့အခါမှာတရုတ်အမက်ကြီးဖြစ်တဲ့တွေ့သူကတရုတ်ပြည်ကနန်းတွင်းမှာလှုပ်ခဲ့တဲ့ပုံစံတိုင်းဘမဒီနန်းတွင်းမှာလိုက်လှုပ်တယ်တဲ့အဲ့တော့ဒီပြည်သက်ကြီးတဲမှာဆိုရင်စိတ်တို့တရုတ်ကားနန်းတွင်းကားတွေကိုကြည့်ဘူးတဲ့သူတွေဆိုသိမှာပါရှောင်းလုံးဖက်လေအဲ့အဲ့ကားတွေတဲမှာဆိုရင်ဘာတွေ့မလဲဆိုတော့အဲ့ကားတွေတဲမှာဆိုရင်ဘလို့တွေ့မလဲဆိုတော့တကယ်နန်းတော့ မှာဆိုရေချိုးကန်လေဘရင်ရေချိုးဆောင်ယူအကြီးရေကန်ကြီးရွှေရရွှေနဲ့လုတ်ပြီးအရေကန်ကြီးမှာဟိုမောင်မမိတ်တန်နေအများကြီးနဲ့ရေချိုးတဲ့ပွဲလုပ်ကြတယ်အဲ့လိုပုံစံမျိုးပဲတဲ့တလားအဲ့တော့ချင်းမက်ကြီးကလည်း तू ဗမာဘရင်ကိုသူအပျော်ပါပွဲတွေစီစဉ်မှုတွေဆိုတာဘရင်ကတာဝန်ပေးလိုက်တော့ तू ကနန်းတွင်းထဲမှာအဲ့လိုရေချိုးပွဲတော်ကြီးကိုလုပ်တာတဲ့ဘလို့လုပ်လဲဆိုတော့ဒီအေယာဝတီနှစ်ကန်းတစ်ပေးမှာလူအများမမြင်တာအုတ်တိုင်းအကြီးစောက်လိုက်တယ်တဲ့အဲ့အုတ်တိုင်းကြီးစောက်လိုက်ပြီးအဲ့ထဲမှာမှသူကတကြံပွဲတော်ကျင်းပါလား ပုံမှန်အားဖြင့်အရင်တော့ကကြံဆိုရင်ယောက်ျားမင်းမပါဝင်ရတယ်ဒါပေမဲ့နေရတီဟာပတိမင်းလက်ထက်ကြမှာဒီကြံပွဲတော်ကိုမင်းမတွေကြီးပဲပါတာတယ်နော်ဘရင်ကနည်းနည်းတော့အပြော်ပါမှတ်တယ်ပြောပါမယ်အဲ့တော့ဘယ်လောက်ထိမင်းမတွေပါလဲဆိုတော့ तू ကဘရင်ရဲ့ warning ကိုထမ်းရတာတွေကလည်းမင်းမစစ်တီတော်တွေမဲရှိကမင်းမစစ်တော်ကဘရင်ကိုထမ်းပါတဲ့သူအကောလောက်မင်းမတွေပဲယောက်ျားဆိုလို့သူတယောက်ပဲရှိတယ်နော်စဉ်းစားတာကြည့်ယောက်ျားဆိုလို့သူတယောက်ပဲရှိအဲ့မှာဆိုမိဖုရားတွေအစင်တိုင်းပေါ့နော်စောလုံးတို့ အာအမအစောလုံးမဟုတ်မိဖုရားဖွာစောတို့စောလုံးတို့ဥဆောက်ပန်းတို့ရှင်ရွှေအဲရှင်ရွှေရကြတော့ခုနပြောတဲ့ကံဘောစာတိုင်းရလာတဲ့ကကြည်တဲ့ကကြည်တဲ့ဟိုကမိဖုရားမြောက်ထားတာသူကတော့အာဘယ်လိုပြောမလဲမင်းနန်းသွေးနန်းဝင်မဟုတ်ဘူးဒါပေမဲ့စိတ်ရင်းရတော့ကောင်းတယ် educated person မဟုတ်ဘူးပေါ့အဲ့တော့ဖြစ်ချင်တော့ခုနပြောတဲ့ရေပတ်တဲ့ပွဲမှာပေါ့နော်ရေပတ်တဲ့ပွဲတော့မှာအာတကြံဒီရေကစားကြမယ်ဆိုပေါ့အကုန်လုံးကရေတွေဆော့ကစားနေကြတယ်တဲ့အဲ့ဒီအချိန်မှာစောလုံး မိဖုရားစောလုံးက "तू อ่ะပညာကုန်သူ့ရဲ့မျိုးရိုးကုန် तू อ่ะနမ်းမျိုးမင်းတွေကစဉ်သက်လာတာဖြစ်တယ်ပြည့်အတွက်ပညာတက်တာဖြစ်တယ်သူကို तू တော့မန်ရှိတယ်ပေါ့နော်မန်ရှိတယ် तू อ่ะနရတိဟပြည့်မင်းရိုးကြနည်းနည်း impression တောင်းတယ်ဘာလို့ဆိုတော့ तू ဗဟုတ်တယ်မျိုးရိုးကလာတာဟုတ်အဲ့လိုမျိုးရှိရောအဲ့တော့ရှင်အဲ့ဒီစောလုံးကတခြားသူရေကစားနေတဲ့အချိန်မှာ तू ကတော့မစော့ပဲနဲ့ဒီတိုင်းရက်ကြည့်နေတယ်တဲ့အဲ့လိုရက်ကြည့်နေမှာနရတိဟပြည့်မင်းကနေပြီးတော့ရှင်ရွှေကိုဟဲ့ရှင်ရွှေ ရေပက်လိုက်စမ်းဆိုပြီးတော့စောလုံးရေပက်ခိုင်းလိုက်တယ်တဲ့အဲ့တော့ဟိုရှင်ရှူရတော့အမတို့သူ့ရဲ့အမတို့ဒီတိုင်းမှာစတယ်ဆိုပြီးတော့သူကဘယင်ခိုင်းလို့ဆိုပြီးရေကိုအဲ့လိုပက်ပလိုက်ကောတဲ့ရေပက်လိုက်တော့ဘာဖြစ်လဲဆိုအဲ့ခက်ကတနက်ခါးတွေလိမ့်ထားတာဟုတ်တနက်ခါးတွေလိမ့်နေသပင်းတွေထုံးနိုင်ခါမှာတော့ရေကိုပက်လိုက်တဲ့အခါမှာတဲ့ ီစောလုံးမီဗျာသူတဏ္ဍခါတွေလည်းပြက်သွားတယ်။စပင်ထုံးဖွဲ့ထားတာတွေလည်းဝုံဆိုပြီးကဘူကူယူဖြစ်သွား။ तू အရင်စိတ်ဆိုးသွားတာလေ။ तू လားဒေါသထွက်တာပေါ့။ငါ့ကိုဒီလိုအချက်ကွဲအောင်လုပ်တယ်။အဲ့အချိန်မှာပဲအဲ့ဒါကိုမင်းကြီးကမြင်လဲမြင် तू ဆက် तू ကဆခိုင်းတာကို तू ဆခိုင်းတဲ့အခါမှာရေဒီဆိုသွားတော့မြင်တော့ तू ကရှိတာတဲ့ရှိတာ။ရှိတယ်ဆိုတော့ तू ကသဘောယိုးနဲ့အားပါရရှိလိုက်တာ။အဲ့လိုရှိတာကိုဘရင်ရှိတာကိုကျန်တဲ့မောင်မမိတ်တွေမိဖုရားတွေကတွေ့လဲတွေ့ရောလိုက်ပြီးရှိကြတော့ပဲ။တလား။ ဲ့တော့စောလုံနေရစဉ်းစားကြည့်သူ့ကိုအကုန်လုံးဝိုင်းဟားကြတယ်ဒီဘဘွတ်တဲ့သားနဲ့အဲဒီမိဖုရားကြောင့်ငါ့ကိုဝိုင်းလှောင်တယ်ငါ့ကိုစားကြတယ်ဆိုဒေါသတွေအရန်ထွက်ပြီးတော့ငူပြီးတော့အဆောင်တွေကိုပြေးဝင်သွားတဲ့အဲပြဿနာအိမ်မှာစတာပါပဲဒီမတိုင်ခင်ကလည်းစောလုံကနရတိဟပတိမင်းကြီးပေါ်မှာစိတ်ခုနေတာကိစ္စတစ်ခုရှိခဲ့တယ် အားလုံးနဲ့ကြားဖို့မှာပါနရတီဟာပတိမင်းကြီးอ่ะဆိုရင်နှာခြေချင်းမရှိတဲ့သူတဲ့စိန်တို့အခုဗီဒီယိုကြည့်နေတဲ့သူတွေဆိုရင်အကုန်လုံးချောင်းဆိုတာနှာခြေတာတွေရှိတယ်ဒါပေမဲ့နရတီဟာပတိမင်းကြီးတခါမှနှာမခြေဘူးတဲ့ဗျအဲ့လိုနှာမခြေတော့သူကဘာဖြစ်လဲဆိုတော့ ညီလာခံပွဲတွေဘာတွေမှာဆိုသူကနှာချေတဲ့ဘယ်သူမှနှာမချေရဘူးဆိုပြီးသူကအမိန့်ထုတ်ထားတာလေအဲ့တော့လူသဘောသဘာဝကလည်းအခက်သားလားမတွားရဘူးဆိုတွားခြင်းနဲ့မစားရဘူးဆိုစားခြင်းနဲ့မလာရဘူးဆိုလာခြင်းနဲ့နှာမချေရဘူးဆိုရင်နှာချေချင်ရတယ်နော်အဲ့တော့ဘရင်ကြီးရဲ့ညီလာခံရပြီဆိုအကုန်လုံးကနှစ်ခါဟိုနာရွာစီရွာစီဒီနာရွာစီရွာစီဟတ်ပဲချိုးချင်လို့လို့ဟိုချောင်းမဲဆိုချင်လို့မျိုးဖြစ်လာဩတဲ့အလိုဖြစ်ရတော့တုံတောင်ကနှစ်ခေါက်ရာကြီးရာကြီးဖြစ်လာပြီဆိုဘာလုပ်လိုက်ဆိုတော့နှစ်ခေါက်အဲ့လိုလေးပုတ်လိုက်ရင်မဖြစ်ကျင်တော့ဘူး ဖြစ်ချင်တော့အဲ့တစ်ခေါက်ညီလာခံမှာစောလုံးမိဖုရားရဲ့တပည့်ပေါ့နော်မောင်းမတစ်ယောက်ကညီလာခံကိုတက်ခွင့်ရတယ်တဲ့အဲ့တက်ခွင့်ရတဲ့အခါမှာဒီမောင်းမကနှာချေခြင်းလာ哦လေပြဿနာအဲ့တော့အကုန်လုံးကနှာချေခြင်းလာခဲ့နှာချေခြင်းနဲ့စနှခေါင်းလို့ဒီလိုပုတ်လိုက်သူကပုတ်လဲမရငုံလဲမရဘလို့မှလုံးလုံးမရတော့ဘူးအဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ကဲကဲဟိုမှာပေါ့စင်အိုးကြီးရှိတယ်အဲ့စင်အိုးထဲမှာအုပ်ပြီးတော့နေ နှာချီလိုက်ဘယင်းမသိအောင်ဆိုမော်သူမှာကန်ဆိုးတာပဲအဲ့တော့နှာချီချင်းတော့စင်အိုးထဲဝင်ပြီးတော့ဖတ်ချို့ဆိုလို့လောလောကအတိုင်းကြဟိန်းနေကြိထွက်သွားတယ်အဲ့အချိန်မှာနရပတိကမင်းတွေတော်သားထွက်ချာဘတူလဲဘယ်ဘတူလဲကျန်ငါ့ကိုစော်ဟားတာပဲငါနာမချေရပါဆိုမှအချိန်လုတယ်ဆိုအသေးရောဟာအမချစ်ချင်းမဲဒီမောင်မဆိုခေါ်လာခဲ့ဆိုကောင်မလူဘာဝတယ်ငါ့ဒီကောင်မတေးတန်ပေးပေါ့အကုန်လုံးအကုန်လုံးကပြောအကုန်လုံးကိုပြစ်တန်ချခိုင်းတာပေါ့နော်အဲ့ချိန်မှာဆောလုံးကဆောလုံးကပုံမှန်ဆိုအရန်မာနာကြီးရဲ့မိန်းမဒါပေမဲ့သူ့ရဲ့တပည့် သူ့ရဲ့မိမောင်မလေးကိုတည်တန်းဆိုတော့ तू ကသူ့ကိုယ်တိုင်ဖျက်ပြတယ်လဲငိုပြီးတော့တောင်းမယ်နဲ့မင်းကြီးရဲ့မလုပ်ပါနဲ့ဖေဟာတောင်းမှန်ပါတယ်ဖေဟာဆိုတော့မရောက်ဒါငါ့ကိုစော်ကားတာပြီဆိုဘင်းကတည်တန်းချတယ်အဲ့ဒီခါမှာလူအများကဘာပြောကြတယ်လဲဆိုတော့ထုံးစံတိုင်းတခုခုဆိုရင်ဘ누구ဥတိုက်ကြလဲမိဖုရားဖွာဆော့ပါနောက်အစီအစဉ်တွေမှာလဲကြုံရင်မိဖုရားဖွာဆော့နဲ့ပတ်သက်တဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအလေးတွေစိတ်ရအသေးစိတ်ပြောပြခြင်းပါတယ်ဒီမှာတော့မင်းကြီးနေရတီဟာပတိမင်းကြောင်းပဲအဓိကထားပြောမှာမို့လို့ချန်လက်ထားပါရစေအဲ့တော့ မိဖုရားဖွားဆော့ကိုတွားပြီးတော့တခခုဆိုရင်ဥတိုက်တောင်းမှန်တယ်တဲ့ဘာဖြစ်လို့လဲဆိုတော့နရတိဟာပတိမင်းကြီးကတော့ဖွားဆော့ကိုအင်မတန်မှယုံကြည်တယ်လေးစားတယ်တခခုဆိုတိုင်ပင်တယ်သူနဲ့တိုင်ပင်ပြီးမှဆုံးဖြတ်ချက်တွေချလိရှိပါတယ်အဲတတိယကြပြောရမယ်ဆိုရင်နေရတရားပတိမင်းလက်ထက်မှာပကံပြည်ကြီးကိုမိဖုရားဖွားစောကတာနောက်ွယ်ကနေအုတ်ချုပ်နေတယ်လို့တောင်ပြောလို့ရအောင်အထိဒီမိဖုရားဟာအရေးပါအရာရောက်ခဲ့ပါတယ်အဲ့တော့တော့လို့သွားပြီးတော့ရှောက်တဲ့ခါမှာမိဖုရားဖွားစောကဘာပြောလဲဆိုတော့ရှင်မင်းကြီးတဲ့ ခြေဆက်တယ်ဆိုတာခြေဆက်တယ်ဆိုတာဟချူနှာချီတာကိုပြောတာပေါ့နော်ရှေ့သုံးစကားနဲ့ဆိုရင်ခြေဆက်တယ်ဆိုတာကပေါ့နော်နှမျိုးနှံ့ွယ်တွေနဲ့မင်းကြီးတို့လိုဖုံးကန်ကြီးမားတဲ့သူတွေဒါလဲမလောက်တာပေါ့နော်ကျန်တဲ့သူတွေကကြတော့တာမန်ပုထုဇဉ်လူမျိုးဖြစ်တဲ့အတွက်နှာချီမှာပဲအဲ့ဒါကိုမင်းကြီးကသူ့ကိုတေတံပေးပြီးတော့မလောက်အောင်လို့ပြောလိုက်တာဒီသူ့ကိုချီးမြောက်ရကြတယ်ပေါ့မင်းကြီးနဲ့တခိုင်းနဲ့တဒန်းနဲ့ထားလိုက်သူလို့ဖြစ်တယ်ပေါ့အဲ့တော့မင်းကြီးမလောက်တင်ဘူးဆို ဟာမှန်ပေတာပဲငါနဲ့တခိုင်းတော့ထားစရာလားကဲတေးတန်းလွတ်စေတည်းဆိုပြန်သူကလွတ်ပေးလိုက်တာမိဖုရားဖွားစောရဲ့အလျှောက်ကောင်းလို့အထောင်းတတာဝါရဖြစ်ရဲ့ပေါ့အဲ့ကတည်းကစောလုံးမိဖုရားဟာနေရတိဟာပတိမင်းကြီးကိုစိတ်ထဲမှာခုနေတာမကျေနပ်နေတာသူ့ရဲ့တပည့်ဦးတေးတန်းပေးတယ်ဆိုပြီးတော့ပေါ့နော်အဲ့လိုဖြစ်နေရအဲ့တော့ဒုတိယတစ်ချိန်ကျတော့သူကိုယ်တိုင်ဒီလိုမျိုးဝိုင်းပြီးတော့ဟားရဲ့ခံရတယ် ိုလှောင်ရခံရတယ်ဟားတိုက်ခံရတယ်ဆိုတော့အရန်ဒေါသထွက်သွားတယ်ညကြတော့ခုနပြောလို့ပဲရေတွေဆူသွားတယ်ပေါ့နော်ရေဆူသွားတယ်အလုံးအောင်ဝိုင်းကြတယ်သူကရှက်ပြီးတော့အထဲဝင်ပြေးတယ်ညကြတော့ပွဲတော်တီးတဲ့အချိန်ရောက်လာဟောတဲ့ဒီအချိန်မှာစတာပေါ့နော်ပွဲတော်တီးရဲ့အချိန်ညီလေးအဆင်ပြေလာမလဲထောင်းထောင်းထောင်းလူ့ပြာလေးရအောင်နေရန်ပူလို့ထင်တယ်ငါလည်းဘာလို့လို့လောက်မှမသိဘူးရတယ် လို့ဖြစ်မှလဲငါစွန့်ရမယ်ထင်တယ်နော်ရောက်ရရဲထားလိုက်မရအောင်မရအောင်ပြောင်းကြည့်လေရတယ်မရတော့ဘူးရပါတယ်မရအောင်တော့ခဏလေးခဏလေးလုံလုံးလေးမှာရေးပါတခုခုဖြစ်ရင်ခုနကတော့ဖြင်းရှင်းလိုက်ပါနဲ့ဆွန့်ရှိရှိဖို့ကိုပုံစံလေးခုရှိရှိလုံမှာတန်းနေဆရာဝန်လေးကမလုပ်ရမယ်ဆိုတဲ့အကြည့်ကြီးဆရာစိတ်ုံစိတ်ငယ်လေးစီလက်ညှိုးပေးနိုင်ပါလေဒီတော့လုပ်ငန်းခွင့်ကျမ်းမာရေးခုရှိရှိကိုပုံစံလေး ွဲတော်တည်ရဲ့အချိန်ရောက်လာ哦ပွဲတော်တည်ရဲ့အချိန်ရောက်လာဆိုသိရတဲ့အတိုင်းမကြဘူးသလားတော့မသိဘူးနေရတီဟာပတိမင်းကြီးကတခါပွဲတော်တည်ပွဲဟင်းပွဲပေါင်းအမျိုး300နဲ့ပွဲတော်တည်တယ်လို့ကြားခဲ့ဘူးပါလေအဲတကယ်ဟုတ်တော်ရှိမဟုတ်တော်ရှိရတော့စိတ်လို့လည်းမပြောတတ်ပါဘူးတခါလေကျရင်မင်းကြီးကပွဲတော်300မှာဟင်းပွဲ100တဲနဲ့ပွဲတော်တည်ရတဲ့အခါမျိုးဆိုရင်သူ့ကိုယ်သူအစားဆင်းရလိုက်တာဆိုပြီးတော့ဝမ်းနေတော်မူတဲ့လေအဲ့တော့ဆိုပါတော့ခုနစကားကိုပြန်ကောက်ဝါရင်ပွဲတော်တည်တဲ့အခါမှာဟင်းပွဲတွေမိပြားနဲ့စားကြမယ်ပေါ့အဲ့ဒီချိန်မှာ မိဖုရားစောလုံးကမင်းကြီးစားမဲ့ဟင်းတွေကိုအစိတ်ခတ်ပါတယ်အစိတ်ခတ်ပြီးတော့သူကိုယ်တိုင်သွားမပေးဘဲနဲ့ခုနကရှင်ရွှေကကြည်တဲ့ကကြည်တဲ့ကနေမိဖုရားဖြစ်လာတဲ့သူကဲရော့မင်းကြီးရောကတောင်းရင်ဒီဟင်းပွဲပေးလိုက်ငါတော့နေလို့မကောင်းလို့ဒီနေ့နားလိုက်အောင်မယ်ဆိုပြီးတော့ तू ကစားတော်ပွဲကို तू ကမလိုက်လာဘူးတဲ့မလိုက်လာဘဲနဲ့ तू ကနားနေအဲ့တော့ရှင်ရွှေကနေရှင်မင်းကြီးကိုသွားချွေရပေါ့မင်းကြီးကနေရာဒီဟာပတိမင်းကြီးကနည်းနည်းသူ့ရဲ့ gut feeling လို့ပဲပြောရမှာထူးဆန်းတဲ့ အချက်တခုရှိတယ်။ तू อ่ะ तू စားမဲ့အစားတောက်ထဲမှာမကောင်းတာတခုခုပါတယ်။အစိတ်ခက်တယ်ဆို तू อ่ะလေ sense တခုရတယ်မစားရတဲ့လိုလိုတမျိုးကြီးအဲ့လိုပုံစံမျိုး तू อ่ะဖြစ်လေရှိတယ်။နောက်တစ်ခုကကြတော့မင်းကြီးမှာအာမြားရောက်ဆိုတာရှိတယ်။မြားရောက်ကြီးရှိတယ်တော့ तू အဲ့ဒါရာဇတ်ကြံအမတ်ကြီးကပေးထားတာလို့လဲစိတ်မှတ်ခဲ့ရဘူးပါတယ်။အဲ့တော့မြားရောက်ထဲမှာတဲ့ तू อ่ะပွဲတော်တွေဟင်းပွဲတွေကိုထည့်လိုက်တယ်ထည့်လိုက်တဲ့အခါကျရင်အဲ့ထဲမှာအစိတ်တောက်ပါခဲ့ရင်မြားရောက်ကအစိမ်းရောင်ကနေအယောင်ပြောင်းသွားအောင်မဲသွားအောင်ပေါ့နော်အဲ့လိုဖြစ်နေတာအစိတ်ပါတယ်ဆိုရင်မင်းကြီးကမစားဘူးပေါ့နော်အဲ့တော့ ခုနကစောလုံးပေးလိုက်တဲ့ဟင်းပွဲကိုမင်းကြီးကစားကန်စားကန်နေကြသူ့စိတ်ထဲမှာတမျိုးကြီးပဲဖြစ်တယ်။အဲ့တော့ तू ကမစားသေးပဲနဲ့ဘာလုပ်လိုက်လဲဆိုတော့ရှင်ရွှေမီပြားကခွေးလေးတစ်ကောင်မွေးထားရရှိအဲ့ခွေးလေးကို तू ကဟင်းလေးကိုခွဲကျွေးလိုက်တယ်ပြီးတော့အဒီမြားရောက်ထဲကိုထည့်လိုက်တယ်ပေါ့နော်ထည့်ထားပြီးတော့ तू ကမစားသေးဘူးအဲ့ချိန်မှာပဲခွေးလေးကအတန်အကျဉ်းအော်ပြီးတော့အိုးကင်းကင်းကင်းအော်ပြီးတော့တက်ထွက်သွားတေးသွားဘာဖြစ်လာလဲကြည့်လဲကြည့်လားခွေးလေးတေးသွားအဲ့ချိန်မှာပဲ तू ကမြားရောက်ကိုပြန်ကြည့်လိုက်တဲ့အခါမှာမြားရောက်ကအယောင်ပြောင်းနေတာကိုတွေ့ရပါတဲ့ ိလိုက်ပြီးသူ့ကိုအစိတ်ခက်ပြီးဒီဟင်းပွဲဘသူတရားလဲဆိုတော့ရှင်ရွှေကလာပြီးတော့ရှင်ရွှေခေါ်စမ်းငင်ငါ့ကိုအစိတ်ခက်တဲ့ဆိုတော့ဟာမဟုတ်ပါဘူးရှင်မင်းဖေမဟုတ်ပါဘူးပေါ့နော်အမတော်စောလုံးပေးလို့ကျိုးကျွန်တော်မျိုးမဆက်ရပါလေကျွန်တော်မျိုးမခတ်တာမဟုတ်ပါဘူးစောလုံးခေါ်ခဲ့စမ်းဒီကောင်မောက်ဆိုတော့စောလုံးခေါ်လာခေါ်လဲခေါ်လာစောလုံးကညင်းတာပေါ့အရှင်မင်းကျွန်မခတ်တာမဟုတ်ကျွန်တော်မျိုးမခတ်တာမဟုတ်ပါဘူးနောက်ဆုံးကျတော့ဘလို့မှညင်းလို့မရဘူးသူ့ပေးလိုက်တာဟိုသူ့ပေးလိုက်တယ်ဆိုတော့နောက်ဆုံးကျတော့လက်ပုလက်ချက်မိသွားတဲ့အခါကျတော့ तू ကနေပြီးတော့ ဘာဖြစ်လဲဟုတ်တယ်ငါအစိတ်ခတ်တာဘာဖြစ်တယ်လဲဘဘုတ်တယ်တားရဲ့ဆိုပြောလို့ပြောဒေါသထွက်တာဘင်ရကောင်မနင်းလို့ကောင်မကမြာငါ့ကိုစော်ကားနေနေသေးမဲနင်းကနင်းကိုငါဘာလုပ်လို့ငါ့ကိုဒီလိုနေမြဲနင်းကငါ့ကိုစော်ကားတာ ਉਹ လေဆိုတော့ငါဘာစော်ကားနေလို့လဲကောအဲ့လိုမြင်တယ်ဘာစော်ကားနေလို့လဲဆိုလို့ဆိုအဲ့မှာဘာပြောလဲဆိုနင်းမွေးလာတာကိုကငါ့ကိုစော်ကားတာတဲ့နင်းလို့ဘုတ်တဲ့မျိုးရိုးကောင်ကငါလို့ကဲမင်းမျိုးမင်းတွေ ਉ လက်ထက်တဲ့အတွက် तू က သူကမန်နေကိုပြောလိုက်တာပေါ့နော်အဲ့ခါမှာမင်းကြီးကသူ့ရဲ့အငုံစိတ်ကိုသွားထိလိုက်တယ်လို့ဖြစ်ပြီးရန်ဒေါသထွက်ပြီးတော့ဒီမိမကိုကုချက်ချင်းတတ်မဲ့ဆိုတော့ဒေါသအရန်ထွက်လာ ਉ အဲ့တော့ဆရာဒီနေရာမှာဆံဝင်တယောက်အနေနဲ့ပြောချင်တာနေရာတိခပတိမင်းကြီးတကယ်တော့မွေးစဟိုးငယ်ဘဝကလေးသူ့မှာ psychological trauma ရှိပါတယ်အဲ့ဒါဘာလဲဆိုခုနကပြောတဲ့အငုံစိတ်ပေါ့နန်းတွေမှာတခြားသောသူတွေကတကယ် မျိုးမင်းမျိုးမင်းနွယ်တွေကဆင်းသက်လာတဲ့နန်းသွင်းနန်းဆက်တဲ့တွေကဆင်းသက်လာတော့ကြလဲသူကကြတော့ဘဘုတ်တဲ့မျိုးရိုးကလာခဲ့ရတဲ့အတွက်သူ့ကိုယ်သူအငုံစိတ်ရှိပါတယ်တိမ်ငယ်စိတ်ရှိပါတယ်ဒါဟုမိဖုရားစောလုံးကတွားထိတဲ့အခါမှာသူကလုံးဝမခံနိုင်တဲ့စိတ်နဲ့အဲအရန်ကိုဒေါသရန်ပုံမိကဖြစ်သွားပါတယ်အဲ့တော့စောလုံးကို तू ကဒီမိမအူတိစေရမယ်ငါ့ကိုဒီလိုပြောတယ်ဆိုပြီးတော့တတ်မယ်တေတံကိုဘလို့ပေးမလဲဆိုတော့မိဖုရားစောလုံးကအဲ့ချိန်ကြီးမဖြုံဘူးပေါ့တတ်ပါစေပေါ့ ဘလို့တောင်တက်မလဲဆိုတော့ကြက်စင်တယ်နော်တန်ကြက်စင်ပေါ့နော်စောလုံးကမီးရှို့မှာအရှင်လက်လက်မီးရှို့တက်မှာအဲ့လိုတက်ဖို့အတွက်သူကကြက်စင်ကိုစောက်ခိုင်းတယ်လက်သမားရင်းနဲ့ဟာအဲ့ချိန်မှာစားကြည့်ကြည့်နော်မိဖုရားဆောင်းတော့တုံ့လှုပ်သွားပြီဘလောက်တောင်တုံ့လှုပ်လဲတူတူကိုကိုငါ့ကိုအရှင်လက်လက်မီးရှို့တက်မယ်ငါ့ကိုတက်မဲ့စင်ဟိုတောင်စောက်နေပြီဆိုတော့တုံ့လှုပ်သွားပါလေတဲ့တုံ့လှုပ်သွားတဲ့အချိန်မှာ तू ကဘာလုပ်လဲဆိုတော့ဆရာတော်ဖရာကိုရှောက်တယ်ပေါ့နော်ရှောက်တော့ဆရာတော်ကသူ့တရားချတယ်စောလုံးအခုချိန်မှာဝိပဿနာကျင့်မှုပေါ့နော် ရှင်ဖះဒီလောက်တေကံမှုရက်နီးနေကမှသူကဝိပဿနာကျင့်လဲရတော့မှာမဟုတ်ဘူးဆိုတော့တချို့နေရာမှာတော့ဂုံတော်ပွားခိုင်းတယ်လို့စိတ်ဖက်ရတယ်တချို့နေရာတွေမှာတော့တလနဂုံလို့လည်းပြောတယ်ထားတော့ဖះတရားအာယုံပွားများခိုင်းတယ်လို့ပြောပါတယ်အဲ့ဒီအချိန်မှာ ဒီကျက်စင်ကိုစောက်တဲ့လက်သမားကိုစောတော့အခါချင်းဝင်နေပတ်စံသွားပေးရပါတော့ဥမာဆိုပါစို့9ရက်နဲ့အပြီးစောက်ရမယ်ဟောင်းနည်းနည်းလေးရက်လေးဆွဲပေးပါဗောဆိုတာနဲ့9ရက်10ရက်လောက်ကြာသွားတယ်ဗောနော်အဲ့လိုကြာသွားတဲ့အချိန်မှာ तू ကဂုံတော့တောက်လျှောက်ပွားတယ်တရားကိုကျင့်မှတ်တယ်အဲ့တော့တကယ် तू တင်မဲနေရောက်တဲ့အခါမှာစောလုံးဟာအတော်တန်တည်ငြိမ်နေပြီလို့ပြောရမှာဗောအဲ့နေလဲကြာလဲကြာအောင်သူ့ကိုစီရင်မဲနေလဲကြာလဲကြာအောင်မင်းကြီးကနေရှိသမျှမိဖုရားတွေတကယ်နန်းတွေကမြင့်မှုတန်းနေလာစမ်း ဒီမိမသေတာကိုလာကြည့်စမ်းဆိုပြီးတော့ခေါ်တယ်မဖြစ်မနေမိနဲ့အဲ့တော့စောလုံကသူ့ကိုစီရင်မဲ့အကျက်စင်ကိုသူရှောက်ပြီးတော့ထွက်လာတယ်အေးစစေးပဲအဲ့တော့ကျက်စင်ကလည်းရောက်လိုက်ရောက်ကုန်မင်းကြီးကစောလုံကိုပြောပါတယ်စောလုံနင်ငါ့ကိုအခုချိန်မှာတောင်းပန်မယ်ဆိုရင်တော့ရသေးတယ်ဟိုမိမကလည်းလုံးဝမန်ကိုတပြားတစ်ချက်မှမလျှော့ဘူးလုံးဝမတောင်းပန်ဘူးကျက်စင်ကအသာလေးတက်သွားတယ်မင်းကြီးကငါ့ကို နင်ကငါ့ကိုပေါ့နော်လူကိုပဲနိုင်နိုင်မယ်ငါကနင့်ကိုတတ်တတ်လုံးစိတ်ကိုနိုင်အောင်လုပ်မယ်ဆိုပြီးတော့ကြိမ်ွားတာတဲ့အဲ့ချိန်မှာဘယ်ရဒေါသထွက်တာတည့်ရဲ့အတိုင်းပဲဒေါသထွက်လေလေသူ့ကိုနိုင်အောင်ကြိုးစားမယ်နိုင်အောင်ကြိုးစားလေလေအမားထက်ခါထက်ခါလုပ်လေလေပဲအဲ့တော့ဘာဖြစ်လဲဆိုတော့ဒီကြက်စင်ပေါ်ဦးမိဖုရားဆောလုံးကတက်သွားတယ်အဲ့မှာမိစတိုက်တဲ့အချိန်မှာမင်းကြီးကနေဆောလုံးတောင်းမှန်မလားမတောင်းမှန်လားမတောင်းမှန်နဲ့အပြင် तू ကသူ့ကဘာလို့ဆုံးဖြတ်ချက်ချလိုက်လဲဆိုတော့ ဒီဘရင်ကိုနောက်ဆုံးအချိန်မှာ လုံးဝစိတ်ဓာန်ရာတွေနဲ့ तू ကတေဝါးစေခြင်းတယ်တေဝါးအောင်လုပ်မယ်ဆိုပြီးတော့အာအောက်ကမီးစာရှုတဲ့အချိန်မှာဘရင်ကဘယ်အောက်ကကြည့်နေတာဘရင်ကို तू ကမီးဝင်းတောက်တဲ့မျိုးလုံးနဲ့စိုက်ကြည့်ပြီးတော့ပိုးဆုပ်ပတ်ဆက်ဘရင်ကိုဆဲရပြောတာပေါ့နော်ဘဘတဲ့တာအစင်မရှိတဲ့ကောင်ဘာဘာမျိုးရောကဘလို့နှိမ့်ကြရဲ့ဘာညာအဲ့လိုပြောတာတဲ့အဲ့လိုပြောတာဘရင်ကဒေါသတွေထွက်လေးလေး ဘာမှဘာလို့ဆိုလဲသူဘာမှမတက်နိုင်ဟိုကပြောတာလေအဲ့ပြောလို့မကျင်းတဲ့မီးရှို့အဲ့မီးရှို့နောက်ဆုံးသူ့ရဲ့ခြေထောက်အောက်ပိုင်းတွေဖြည်းဖြည်းမီးလောင်လာတဲ့အထိစောလုံးကဒေါသလုံးဝမင်းမင်းတောက်တဲ့မျက်လုံးနဲ့မင်းကြီးကိုစိုက်ကြည့်ရနောက်ဆုံးတကူလုံးလောင်ပြီးတော့ဒီခန္ဓာကိုယ်ကြီးကဘုံဆိုလဲကြသွားတော့မှသာလေအဲ့ကုနာပြောတဲ့အဲသူ့မီးဝင်းတောက်တဲ့မျက်လုံးနဲ့ကြည့်နေတာကြီးကလုံးဝပြောက်သွားတယ်မီးရှို့နေချိန်မှာစောလုံးကလုံးဝမတောင်းမှန်ဘူးလေ။ဘုရင်ကတောင်းမှန်မလားဆိုပြီးကြည့်ပြင်မယ်။ဒီပြားစောလုံးကလုံးဝကိုမတောင်းမှန်ခဲ့ပါဘူးတဲ့။အဲ့တော့ ဒီဘုရားစောလုံးကိုဒီလိုစီရင်ဖို့အချမှတ်ခဲ့တဲ့နှစ်လေးကတော့စိန်တို့ရဲ့ကြီးကျယ်ခမ်းနားလာတဲ့ပကံရာဇဝင်မှာမဟာတကြံကိုမကျင်းပါခဲ့တဲ့နှစ်တစ်နှစ်လည်းဖြစ်ပါတယ်။မိဘရားစောလုံးအတွက်ဝမ်းနည်းဖို့ကောင်းတဲ့ဇသိန်းနန်းတွင်အတွက်အသည်းနှလုံးကြေပြုံးဖို့ကောင်းတဲ့ဖြစ်ရဆိုတော့ညာလဲနရတိဟပတိမင်းကြီးအတွက်ကရောကြေကွဲဖို့ကောင်းတဲ့ဖြစ်ရပါပဲ။တစ်ဖက်ကကြည့်ရင်မင်းကြီးက သူ့ကိုပမာမခန့်လို့တဲ့မခန့်လေးစားလို့တဲ့မိဖုရားစောလုံးကိုအသေးတက်နိုင်ခဲ့တဲ့အတွက်နိုင်တယ်လို့ထင်ကောင်းထင်နိုင်ပေမဲ့တကယ်တကယ်မင်းကြီးကတော့တသက်လုံးမိဖုရားစောလုံးကိုရှုံနေခဲ့ပါတယ်။အဲ့ဒီနေ့မှာမဟာသဇံပြောဖို့ကောင်းတဲ့မဟာသဇံကြီးကိုမကျင်းပရတဲ့အပြင်မိဖုရားစောလုံးလည်းစင်ရင်ခံပြီးရတဲ့အပြင်အဲ့ဒီညမှာမင်းကြီးကကောင်းစွာအိတ်မပြောပါဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့ မိဖုရားစောလုံးကတေကန်ဒီအချိန်မှာဒီလောက်တိသူ့ကိုဆဲဆူဒေါသထွက်သွားတဲ့မိဝင်းဝင်းတောင်မျက်လုံးကိုဘယင်ကစိတ်แท้ကနေသူ့မျက်လုံးထဲနဲ့ဘလို့မှဖျောက်ဖျက်မရဘူးထုတ်မရဘူးအဲ့လိုထုတ်မရတော့ကြောင်ကရန်းနေအိမ်မဆိုးတွေမှတ်တယ်အာအဲ့လိုလန့်ဖြန်တာပေါ့နော်အဲ့တော့စောလုံးစောလုံးပေါ့အဲ့လိုမျိုးအော်ဟစ်ပြီးပြီးတော့သူကနိုးတယ်ပေါ့နော်အဲတချို့တွေကလည်းအဲ့မှာတကယ်ကိုတမိုင်းတွင်မဲ့ခေါ်တဲ့လေးတစ်ခုပေါ့စောလုံးစောင့်ပါခလက်အဲအဲ့ပန်မျိုး စောလုံးသူ့ကိုစောက်မအောင်သူ့စီမှာအခစားဝင်မအောင်ဆိုပဲမင်းကြီးရဲ့ကြွေးကြော်သံခရောင်ကလန်းနဲ့အဲ့အချိန်မှာမိဖုရားဖွာဆော့ကနေပြီးတော့အတင်းပဲပြေးလာပြီးတော့ဘရင်ကြီးကိုချော့တယ်ပေါ့နော်တချို့နေရာရင်မှာတော့လေသူကခရောင်ကလန်းအော်တယ်ဆိုတာတည်းဘလို့မက်လဲဆိုတော့မင်းကြီးကတကယ်ကြောက်ကပားကြီးတွေကိုရောက်သွားတယ်။အဲကြောက်ကပားကြီးတွေကြောက်ဝိုင်းအခါမှာဘသူကမှမင်းကြီးကိုမကယ်နိုင်ဘူး။မိဖုရားစောလုံးတစ်ပါးကပဲမင်းကြီးကိုအဲကြောက်ကပားကြီးတွေကနေပြီးတော့ခေါ်ထုတ်နိုင်တယ်။ ကယ်ဆယ်နိုင်တယ်ဆိုပြီးတော့မှတ်တယ်အဲဒါကြောင့်သူကနေစောလုံးစောင်းမခါလဲအဲ့လိုអော်ပါတဲ့អော်ជွေးអော်ပြီးတော့ငိုជွေးမိတန်းပါတဲ့အဲ့ချိန်မှာမိဖုရားဖွားဆောင်ကနေကမန်းကတိုင်းရောက်လာတယ်ရှင်မင်းကြီးစောလုံးကိုစီရင်ခဲ့ပြီးလေပြီဆိုပြီးတော့ပြောနေတတိပေးတာဗောနော်ပြောချင်တာစောလုံးကိုနင်းတက်လိုက်ပြီးလေမရှိတော့ဘူးလေဘာလို့ဟိုအိမ်မက်တွေမက်နေသလဲဆိုပြီးတော့အရှင်မင်းကြီးစောလုံးကိုစီရင်ခဲ့ပြီးလေပြီတဲ့အဲ့စကားအစုံမှာ မင်းကြီးဟာတီးထန်စွာငိုကြွေးပါတဲ့လေ။ဘာဖြစ်လို့လဲဆိုတော့အရင်အရင်မင်းကြီးကညအိယောင်ဝင်ကန်ဒီအချိန်တိုင်းသူ့ရဲ့ညအိယောင်ဝင်ခြင်းတွေကိုစောလုံးဟာချုံညူပြီးတော့မင်းကြီးကိုအိမ်မောကြအောင်လုပ်ပေးရမိဖုရားဖြစ်လို့ပါ။အခုအိမ်မိဖုရားမရှိတော့ဘူးဆိုတော့သူ့ရဲ့ညအိယောင်ဝင်ခြင်းတွေက၆ချားဘွယ်အတိအိမ်မဆိုးတွေနဲ့နာကျင်ခဲ့ရပါတဲ့လေ။အဲ့တော့အဲ့ချိန်ကမင်းကြီးရဲ့ခရောင်ကဒန်းနဲ့ငိုကြေးခဲ့တဲ့စောင့်ပါခလဲဆိုတဲ့ အော်ကျွေးညီတန်းတန်နဲ့အတူစိန်တို့ရဲ့ပကံရာဆိုတဲ့အတိတ်မှာမဟာတကြံမကျင်းပခဲ့ရတဲ့ဖြစ်ရလေးတစ်ခုအစဉ်ကညဝေပေးလိုက်တာပဲဖြစ်ပါတယ်။ဒီနေရာမှာစကားဆက်လို့တစ်ခုပြောရမယ်ဆိုရင်တော့နရတိဟာပတိမင်းကြီးဟာအင်မတန်မှအခုခေတ်စကားနဲ့ပြောမယ်ဆိုရင် aggressive ဖြစ်တဲ့မင်းတစ်ပါးပါ။ခုနပြောသလိုပဲငယ်စဉ်ကလေးကသူဒီ psychological trauma နဲ့ကြီးပြင်းလာတာဖြစ်တဲ့အတွက်နည်းနည်း crisis ဖြစ်တယ်။သူကအဲ့ညာနိုးပြီဆိုရင်တဲ့ ုံနီးနာမှာပါရှိတယ်ရှိတဲ့ပစ္စည်းနဲ့တွေ့ရလို့ကောက်ပေါက်တာတဲ့ဓာရှင်ဓာနဲ့ကောက်ပေါက်တယ်ခွက်ရှင်ခွက်နဲ့ကောက်ပေါက်တယ်တဲ့အဲ့တော့မင်းကြီးနာမှာတန်လက်တို့ဘာလို့ဆိုတော့တောင်းတောင်းကမထားရဲဘူးအဲ့တော့ဘာကြီးထားကြလဲဆိုအသီးနှံနေလောက်ပဲထားကြတယ်တဲ့အဲ့အခါမှာအဲနေပါအောင်ခောက်ဘာယန်းဘာအသီးဆိုလဲအသီးနံမဲတော့မေ့သွားပြီသူကရှေးပါဠိနံမဲပဲအဲ့အသီးကိုထားထားတာလေအမှဘယင်ကြီးကအဲ့အသီးကိုအဲ့ရနိုးရဲ့ခါမှာကောက်ပြီးတော့ကောက်ပေါက်လိုက်တာမောင်းမတဲ့ကခါကိုထိသွားတဲ့ခါထိသွားမှာအဲ့ခါ ရောင်သွားတော့ခါးကရောင်ပြီးတော့ခါးနာသွားပြီနော်ခါးကလုံးဝရောင်ရမ်းသွားဖြစ်တဲ့တဲ့ခါယန်သီခါယန်သီလို့ခေါ်ရနေပြီးတော့ကာလရွေလောလာတဲ့အခါမှာခယန်သီဆိုပြီးခေါ်ကြတယ်လို့ပြောပါတယ်ဒါကတော့စိန်တို့ကာလရွေလောလာရဲ့နင်းကြီးနဲ့ဆက်ဆက်တဲ့အဲအသီးနဲ့အခေါ်ဝေါ်လေးတစ်ခုကိုပြောပြရပဲဖြစ်ပါတယ်ဒါကြောင့်မလို့စိန်ကမင်းကြီးနဲ့ပတ်သက်တဲ့အဲဆောလုံကိုသူဘလို့ပဲမုန်းနေဆိုတော့ညလေသူဒီဆောလုံနဲ့ပတ်သက်ပြီးတော့ အိမ်မောကြခဲ့ရတဲ့ညချမ်းလေးတွေရှိတယ်။မိဖုရားဖြစ်တဲ့အတွက်သူကိုယ်တိုင်ထွေးပွေချော့မြူခဲ့ရတဲ့ကာလတွေလည်းရှိပါလိမ့်မယ်။စိတ်ဆိုးအမျက်ဒေါသဖြစ်တဲ့အခါမှာတူဦးတယောက်ဘက်ကသာလင်းအလျှော်ပေးချော့မြူခဲ့မယ်ဆိုရင်ဒီချစ်သူနှစ်ယောက်ကြားမှာဒေါသတွေမာနတွေအာဃာတအမုန်းတရားတွေနဲ့ညီကုန်းမချုပ်ပဲနဲ့မင်းကြီးလဲနောင်တတွေလောင်ကျွမ်းပြီးမပူလောင်ရဘဲနဲ့စောလုံးလဲအမုန်းတွေတောက်လောင်ပြီးမတည်ဆုံးရဘဲနဲ့ အဆုံးသက်လေးဟာတမျိုးတစ်ပုံပြောင်းလဲလိမ့်မယ်လို့စိတ်ရတော့ထင်ပါတယ်။ဒါကြောင့်မလို့မဟာတကြယ်မကျင်းပါဖြစ်ခဲ့တဲ့ဖြစ်ရလေးနဲ့အတူကြေကွဲဖို့ကောင်းတဲ့ဝမ်းနဲ့ပဲကောင်းတဲ့စောလုံးနဲ့ညရတီဟာပတိမင်းကြီးရဲ့အကြောင်းကိုစိတ်ရတော့ဒီဖျားကိုရောက်လေတိုင်းအမြဲတမ်းပြန်ပြောင်းသတိရပြီးမင်းကြီးစားဝမ်းနဲ့ကြေကွဲနေမိပါတော့တယ်။ ဲ့ဒီအချိန်ကစပြီးနရတီဟာပရိမင်းကြီးကနောင်ခါများမှာငါကိုယ်တို့အမိန်ချမှတ်ပြီးဒီအခါတိုင်း၃ရက်တန်ကြီး၅ရက်တန်ကြီးစောင့်ဆိုင်ပြီးမှ အမိန်တော်ကိုစောင့်ရွက်ပါလေဟု မိန်တော်မူခဲ့လေသည်